မြေမြမအားကစားခွင့်မရှိတဲ့စိုက်ခန်းတွေကိုစစ်ကွန်မရှင်လျှောက်ခံအားကစားဝန်ကြီးဌာနကအပြစ်တိုင်ဖယ်ရှားခံနေတယ်လို့ဗဲမျိုးကန်တွေစီကသိရပါတယ်။အားကစားခွင့်ရှိမှာစိုက်ခန်းပေါင်း30နီးပါးရှိပြီးလုံလတ်30ရင်းနေနောက်ဆုံးထားဖယ်ရှားပေးဖို့ကြောင်းကြားစာပေးဖို့ထားတယ်လို့ဆိုပါတယ်။နှစ်ရှိစာချုပ်နဲ့ဝယ်ထားပြီးမှအဲ့လိုအပြစ်တိုင်ဖယ်ရှားခံရတာကြောင့်စိုက်ခန်းပိုင်ရှင်ပြည်သူတွေနှင်နာနေရတယ်လို့ဆိုပါတယ်။ စိုက်ကန်းနေရာတွေကို130စာချုပ်နဲ့ရောင်းချထားပြီးနှစ်ပြဖို့အတွက်လင်းနေဒီပါလိုသေးတယ်လို့ဆိုပါတယ်စက်ကန်တွဲတွေကိုဖယ်ရှားရမှာလေမျက်နာကြီးတစုတရာပြန်ပေးဖို့လေမပြောခဲ့ဘူးလို့စိုက်ကန်းပရှင်အချို့ကပြောပါတယ်အဲ့ဒီစကံတွဲတွေကိုဖြိုဖျက်ပြီးမြို့မအားကစားခွင့်ကို တိုးချက်ဆောက်လို့သွားမယ်လို့သိရပါတယ်။အခုလက်ရှိအဲ့ဒီစကံတွဲဟာအထည် ကာလီမန်လေရင်လက်မှန်းမြစ်မှာဆိုင်တဲ့အစားအသောက်အယောင်တွေဆိုင်တွေပဲဖြစ်ပါတယ်။အနာသိစစ်လောင်ဆောင်ဗိမျိုးကိုလာရောက်ခြေကမိမျိုးမအားစားကွင်းဒုချက်ဖို့နဲ့မိလီကွင်းဒုချက်ဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်။